လူစရာအိုမင်းသွားရင်အများကယွန်းလာနော်အဖိုးကြီးဆိုနန်းနေအမေကြီးဆိုနန်းနေနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်အရွယ်ကြီးလာပြီဆိုလို့ရှိရင်နေရာတကာမှာပါနဲ့ကိုယ့်အကိုအေးစီစီလေးနေပြီနေရအခုဘုံဘူဒီကထေဒီမဆိုလို့ရှိရင်အဲ့လိုပဲသားသမီးတွေကမကြည်တဲ့အခါမကြည်ဘူးတဲ့အခါဘေကုဏီဝေါ်လိုက် အဲ့ဒီဘိက္ခုနီလည်းဝတ်လိုက်ကျန်တဲ့ဘိက္ခုနီတွေကရောခြေပြူသလားလို့ဆိုသူဝိုင်းခိုင်းကြနော်အဖွားကြီးဝါလို့ပေးဦးဒါလို့ပေးဦးဒီလိုဟာတွေဖြစ်တယ်သူကဝါတဲ့ပြာဆိုဝါငဲနေတယ်လေဝါငဲနေတော့သူ့ကိုခိုင်းအဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကမလုပ်ကြတော့ဆိုတော့ ဝိကုဏိပါရိဆိုတာတလားကိုနှစ်ချိန်လာပြိလာခွေတွေပါတန်ဃာရိစီသွားပြီးတော့ဩဝါဒခံယူဖို့ချင်းကရဒါဝိနည်းဒိဋ္ဌာဘုရဲ့စီကံနော်ဝိကုတန်ဃာရိစီသွားပြီးဩဝါဒခံယူဖို့ချင်းကရတယ်တော့မဩဝါဒသွားပြီးနာရတယ်အဲ့ဒီလိုနာတဲ့အခါမှာသူ့ကိုចောင်းဆောင်ခိုင်းထားတယ် ကျောင်းတော့ခိုင်းရနေမှာကဘူးရင်ွေးကြိုထားလိုက်နော်သူလည်းဝါကြီးတဲ့ဘေကုဏီမာရီကကျောင်းနေရင်ဝါရရင်ွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘေကုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာရှင်တဒါဥဒကမဟိတ်တော်ဩခိရိတ်တော်နာဂုံပြီးရာ သူဟာရေခတ်ပြီးတော့ရင်းနှွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထဲရတယ်တဲ့။ဆုံးလေးတပစ်တော်အာသီနာတတော်စိတ်တံတမတဟိ။ရှင်ဦးလေးကောင်းမွန်ရွယ်ရွယ်ရင်းကနေပြီးတော့တရားနဲ့အာထုတ်။အဲ့ဒါလို့ကြိုးစားအာထုတ်စိတ်တည်ငြိမ်အောင်သူကြိုးစားအာထုတ်ခဲ့တယ်။သူကလုံလောက်ဝီရိယအသက်ရွယ်လေးရလာတဲ့အခါမှာတံဝေကတရားနဲ့ရ လုံလဝီရိယတအားကြိုးစားအမြဲတမ်းတရားအထုတ်ဒါမို့ထိုင်းမနေဘူးအိတ်မနေဘူးအသက်ကြီးပဲအမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောက်အဦမှာဆိုရင်တိုင်ကိုကင်ထားတယ်တိုင်မိမှာဆိုညသစ်ပင်ရှိတဲ့နေရာဆိုရင်သစ်ပင်ကိုကင်ထားပြီးတော့ရက်ပြီးတော့တရားထုတ်တယ်ဇင်ညာလျှောက်တယ် အဲ့ဒါလို့ကြိုးစားအားထုတ်ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်တယ်အဲ့ဒီချိန်မှာသူရင်ရွေးကြုံတယ်အဲ့ဒါလို့တရားထုတ်တယ်တမာရိရလာတဲ့အခါမှာခန္ဒီအနိစ္စတော်ဒိဋ္ဌောဟာသူတဏ္ဍမှာရှိတဲ့ခန္ဓာသူရောတဏ္ဍမှာရှိတဲ့ခန္ဓာသူတဏ္ဍမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေထားသူရှုမြင်တာ အကျမ်းပြင်းပြောမယ်ဆိုရင်သူငငယ်တော့ရုပ်ရည်တွေပဲရှိတော့မှတော့အဖွားအိုကြီးဖြစ်တယ်။အဲ့တော့ယုတ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက်။အဲ့ဒီကနေပူပြီးအသေးတစ်စိတ်သဘောပေါက်လာ။ဒုက္ခဒေါသအနတ္တဒေါမမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့ အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်သွားတယ်နတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတည်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေထားတကူရှုမြင်သုံးသပ်တာအဲ့ဒါလိုရှုမြင်သုံးသပ်ရင်ကခေပိတဝါအာတဝေတပိကာမတဝါဘောဝါတဝါဒိဋ္ဌတဝါအဝိဇ္ဇာတဝါလို့ဆိုတယ်အာတဝါ ਨੇ ပဲအလွန်ကျယ်ပြီးတရားတွေမှာဖြစ်လိရှိတဲ့တဏှာရဲ့ဒိဋ္ဌိရဲ့ မောဟရဲ့ဆိုတဲ့ဒီသဘာဝတရားတွေအလုံးကုံဆုံးသွားဆိုလိုတာအာသွားရင်ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံခန်းသွားတယ်ရှင်းကြံကျုပ်ကိုအာထုတ်လိုက်တာကိလေသာတွေကုံခန်းပြီးအရတ်တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအာထုတ်တယ်အဲ့လိုကြိုးစားအာထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလွတ်ပြီးသူ့ကိုအားပေးစကားပြောတယ်သူဟာလဲ တကယ်ကိုအသိဉာဏ်တွေကရင့်လာပြီးတော့ကြိုးကြိုးစားစားရင်တွေးကြိုးကြိုးစားရင်ကနေပြီးတရားထုတ်လိုက်တာထူချတဲ့အသိဉာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယန္နာမဖြစ်သွားရသော်ဘုရားရဲ့အာပိစကားကဘာလို့ယောသဝတ္တတံဇီဝေကုတိတော်ဟိနဝီရိယောပြင်းပြင်းရီးရီးဘာမှမလုပ်ပဲ တရားမထုတ်ခဲနဲ့ပြင်းပြင်းရည်နဲ့အသက်တရားရှင်းနေတာမမြတ်ပါဘူးဧကာဟံဇိဝိတာတေယောဝိရိယမာရဘတောတလအကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အကုသိုလ်တရားတွေဖယ်ရှားဖို့ကြိုးစားမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ဖြစ်ပြီးသားကုသိုလ်တရားတွေ တို့ပွားလောင်ကြိုးစားမှု၄ရက်နဲ့ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာတနေ့ပဲရှင်ပါစေတနေ့ပဲအသက်ရှင်ပါစေအလွန်မြတ်ပါတယ်အကျိုးမြတ်တယ်အများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူဟာရဟန္တာကြီးဖြစ်သွားတယ်နော်ကြိုးစားအားထုတ်နေတဲ့ပုံမှာတန်ဖိုးတည်သွားပို့ပြီးတော့ အားပေးလိုက်တဲ့အခါပို့ပြီးတော့အားတွေတက်လာပြီအတိညာနဲ့ရင်းကျက်လာတဲ့အခါမှာအဲ့ဒီလူရဟဏမကြီးဖြစ်သွားတယ်တဲ့ရဟဏမကြီးဖြစ်သွားတာအဲ့လိုရဟဏမကြီးဖြစ်သွားတော့ခုနကဘေကုဏီမငငယ်တွေကရင်နှွေးကြွခိုင်းထားရတယ်ပြီးတော့တရားထုတ်နေတော့ရင်နှွေးရည်ဦးတော့ထဲ့ထားလိုက်ထဲ့ထားပြီးအောက်ကမီးမထိုးဘူးထမင်းတရားထုတ်နေတော့မေ့ မိမထုံအဲ့တော့ဟိုဘိကုဏီမာရီကပြန်လာတော့အဖွားကြီးဖွားကြီးပဲမရုံးမီပဲမရုံးရေနွေးဆိုတဲ့အခါကျအဲ့ကြတော့မှသူကသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ရဟဏမာကြီးဖြစ်နေပြီတဲ့ရဟဏမာကြီးဖြစ်နေတော့ချက်ချင်းတေဇောကတိုင်းဝင်သွားပြီးတော့ရေနွေးဦးဟောချက်ချင်းခါတဲ့ပေါ်ပွတ်စုတော်လို့လိုက်တယ်အဲ့ဒီကြတော့မှသူရဟဏမာကြီးဖြစ် မှန်သိတော့ကျန်တဲ့ဘိက္ခုနီမတွေကခါတိုင်းလို့မလေးမစားမလုံရဲကြတော့ဘူးဒီဒီစားစားကြီးညိုအားထားရတဲ့ဘိက္ခုနီမဖြစ်နော်အသက်ရွယ်ကြီးတာအဲ့ဒါလို့ကြိုးစားအထောက်လိုက်တဲ့အခါမှာရဟဏမကြီးဖြစ်သွားလို့ဇာနေပင်ရှင်နေရလာတယ်ရှင်တွေဟုချက်ချင်းပဲသူဒေထန်လိုက်တာနဲ့ရှင်တွေကအခိုးတစ်ထောင်ထောင်ထွက်ပြီးရှင်တွေရသွားတယ်နော် အဲ့ဒီမှာဟိုဘိကုဏီမတွေကလန့်ဖြတ်ပြီးသူ့ကိုကြီးညိုလေးစားစွာဆက်ဆံကြတယ်အဲ့ဒါသူ့ရဲ့ဘဝအစကြောင်းကောရဝကုဏရဲ့လက်ထက်ဒီလိုကြုံတွေ့ရတယ်တဲ့